ရိုက်တဲ့သမီးကြီးအောင်စလုံးရဖေကိုကျွန်တော်သိတယ်နော်အဲ့ကလေးကြီးရဲ့မိဘရဲ့တာဝန်ယူပြီးဖြည့်ရှင်းပေးပါနော်ဆရာဆရာမတွေဆွဲထည့်နေမင်းတို့ကိုယ်တိုင်လမ်းဘေးဆိုင်ဆန်လို့အဲ့လိုကလေးကြီးကလမ်းဘေးဆိုင်ဆန်ဆန်ဖြစ်လာတာဟဲ့အောင်လေငါနာမည်တင်တုံးနော်ငါ့ကိုမြင်မင်းတို့သိတယ်မင်းတို့ဘာအောင်လဲဆိုတာလည်းမင်းတို့သိတယ်အဲ့တော့ဆရာဆရာမတွေကိုဆွဲမထည့်နဲ့မင်းတို့သမီးတွေလှုပ်တဲ့ပြဿနာမင်းတို့ဖြည့်ရှင်းကြောင်းလဲမှဖြစ်တဲ့ပြဿနာဆရာဆရာမတွေတာဝန်ယူပြီးမှာဗောဗျာ လမ်းမဖြစ်ရပြင်တာလားခင်ဗျာဘယ်သူကတာဝန်ယူပြီသူတို့သူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလဲသူတို့เนี่ยပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့ညောင်းလို့ပြဿနာတက်တာမဟုတ်ဘူးเนาะ TikTok ဆော့တာဗျာ TikTok ဆော့တာ TikTok ပေါ်က စောတဲ့တခုကသူတို့တငယ်ချင်းပေါင်းနေတဲ့ပတ်သက်တဲ့ဟာတင်းလို့တဲ့အဲပြဿနာရှာခံရတယ်သိလားအဲ့ဒါကကျမလည်းဖုံးကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့အဲ့ငါသမီးကိုမလိုက်လာစော်ကားနေပါလားဆိုပြီးတော့ကျမကအဲသူတို့ကိုတွတ်တိုင်လာတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျမကကြောင်းပြန်ခွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဖို့ရန်ရှောင်ခိုင်းတာနော်အရှင်းအောင်မထိုင်ဖို့ဝဝအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့မြောင်းများဖြစ်စဉ်အပေါ်နင့်နာသူចောင်းသူလေးရဲ့မိခင်နဲ့ အခြားသောသူတွေရဲ့အမြင်တွေပါစူးစီးတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာသူတို့သူတို့ကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလဲသူတို့နဲ့ကပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့ညောင်းလို့ပြဿနာတက်တာမဟုတ်ဘူးเนาะ TikTok ဆော့တာဗျာ TikTok ဆော့တာ TikTok ပေါ်က ဆော့တဲ့တခုကသူတို့ကိုတန်ငယ်ချင်းပေါင်းနေတဲ့ပတ်သက်တဲ့ဟာတင်းလို့တဲ့အဲပြဿနာရှာခံရတယ်။သိလား။အဲ့ဒါကဒီမကလည်းဖုံးကင်ထားတဲ့အခါမှာဒီမကအဲ့ဒါကိုမြင်ပြီးတော့ငါသမီးကိုမလိုက်ငါဆော့ကားနေပါလားဆိုပြီးတော့ဒီမကအဲသူတို့ကိုတွတ်တိုင်ထားတာရှိတယ်နော်။အဲ့ဒါကြောင့်မို့လို့ဒီမကကြောင်းပြန်ခွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဘူး။ ရန်ရှောင်ခိုင်းတာနော်အရှိန်အောင်မထိုင်ဘူးဝူဝေးထိုင်ဘူးသူတို့ကိုမျက်နှာပေးပြီးမထိုင်ဘူးသူတို့ရှိတဲ့ဘက်ကိုမလှည့်ဘူးမတိကြအောင်ဆောင်ဘူးသူတို့ဘာပြောပြောမကြားကြအောင်ဆောင်ဘူးကျွန်မအမျိုးဆုံးကျွန်မသမီးကိုမှားလိုက်တယ်နော်အဲပြီးတော့တူရှင်တူရှင်ကလည်းတောင်းနေပြန်ဖွင့်တဲ့ခါကျတော့တူရှင်ကဘာလုပ်လဲဆိုတော့ဆီယာမကတလားလောက်ကြီးကချိုးဖွင့်တယ်ဒါပေမဲ့သူတို့မတက်ဘူး ။ဟောကျမသမီးကအဲ့နဲ့ကျမသမီးကနှစ်ရက်လောက်တက်လဲတက်ပြီးတော့တစ်ရက်လား၂ရက်လားမသိတက်လဲတက်ပြီးတော့မှတစ်ယောက်ရောက်လာတယ်တဲ့။ပထမဦးတော့ငြိမ့်ငြိမ့်ပဲနေတယ်တဲ့။နောက်၂ယောက်ရောက်လာတယ်၂ရက်၃ရက်နေတော့နောက်၃ယောက်ရောက်လာတယ်အခု၄ယောက်လည်းပြည့်လည်းပြည့်ပေါ့။ငါပွဲတယ်တဲ့။အားကြောင့်မို့ကျမကလူရှင်မှာပြောင်းမှုအတွက်ကိုကျမဆုံးဖြတ်ထားတယ်။ပြောလဲပြောထားတယ်။နော်လူရှင်ကိုလည်းပြောင်းမှုလို့လားဒါတေးသေးလေးကိစ္စမဟုတ်ဘူးနော်။ကျမကတေးသေးလေးကိစ္စကိုကြဲကြီးချဲ့တယ်လို့ပြော။ကျမသားသမီးနောက်တစ်ချိန်မှာနစ်နာလာတယ်ကျမသမီးက။ဒါကြောင့်မို့ကျမကအဲ့ ဒီလိုမျိုးကန့်ကွက်ရတာပေါ့နော်ပြောရတာပေါ့နော်အဲကိုသားသမီးကိုကိုတက်နိုင်တယ်လို့ရှောင်းနေရှင်မတို့ရှိတဲ့အရက်မှာမတက်ဖို့တော့ဂျမပြောင်းဖို့လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့သူရှင်ဆရာမတော့မဟုတ်ဘူးနော်ဆရာမတယောက်ရှိတယ်ဒါလည်းဂျမအမှန်တိုင်းပဲပြောတယ်အဲ့ဆရာမဆိုလို့ရှိရင်ဂျမသမီးလေးကဂျမကိုပြင်ပြပြောတော့ပြဿနာကြီးဂျမသိရတယ်လေသိရတဲ့ခါကျတော့ဆရာမရေဒီလိုဒီလိုပဲရှိတယ်ခလေးကိုဒီလိုလိုပဲလုပ်တယ်သူအဲ့ဆရာမကျမသမီးကိုပြောနေတယ်နေရာကလည်းဘာဖြစ်လို့လဲကိုတက်နေချင်းချင်းစကားများတာကိုမိဘကိုဘာလို့ပြန်သွားပြောရတာလဲပေါ့ ကျွန်မတို့မျိုးစုတယ်တဲ့အဲ့လိုပုံစံမျိုးနဲ့ပြောရတဲ့ပုံကြီးပို့ဖြစ်တဲ့ကိစ္စကိုကိုယ့်ဘာကိုယ်ကိုရှင်းနေတယ်ဘာလို့မိဘနဲ့ရှင်းရတာလဲဆိုမိဘကိုမပြောဘဲနဲ့အခုနလိုင်းပေါ်မှာအခုအများမြင်နေရပါပြီနော်အဲ့ဒီဗီဒီယိုလိုမျိုးအဲ့ဒီအခုကျွန်မတည်းတင်ပြမယ်အဲ့ဒီဗီဒီယိုအဲ့ဒီဗီဒီယိုလိုမျိုးကျွန်မတို့မျိုးတနည်းအောင်ခေါ်ပြီးရိုက်တဲ့အခါကျလို့ရှင်ဒီမိဘဘာမှမသိပဲနဲ့ဘယ်လိုသွားပြည့်ရှင်းမလဲကျွန်မတို့မျိုးတော့ကျွန်မအကုန်ပြောပြတယ်နော်ဒါကြောင့်မို့ကျွန်မဒီဆရာမနဲ့လည်းကျွန်မစိတ်မချဘူးဒီစကားပြောတဲ့ဆရာမသိလားအဲအမြဲတမ်းလိုလိုသူတို့ ဆရာမဆရာမနဲ့ဖြစ်နေတဲ့လူကိုတစ်မျိုးဆရာမဆရာမဖြစ်မနေတဲ့လူကိုတစ်မျိုးဖြစ်တဲ့အတွက်ဒီဆရာမလည်းဒီလိုပြောတဲ့အတွက်นี่ล่ะจม่าเนี่ยเสี่ยม้าก็ไปပြီးပြောတယ်จม่าตะมี้มาดีมาเอเดียวได้ရှိတယ်သူ့မှာရေခွင်းဖို့လဲจม่าပဲตะเหงချင်းလဲจม่าပဲမိပါလဲจม่าပဲအဲ့တော့ဒီတော့ငင်ွင့်ကိုจม่าမားတယ်မှန်တယ်ဆောင်းပြက်ပေးရမယ်จม่าตะมี้ကိုတော့จม่าအကုန်ပြောခိုင်းရတယ်ဘာဖြစ်ဖြစ်လို့นี่ล่ะဒါကြောင့်မို့လို့จม่าတို့ဘက်ကရန်ရှောင်းတယ်ရှင်တို့ဘက်ကလည်းရှင်တို့ကตะมี้ကိုရှင်ဆုံးမကြတော့အများကြီးလားအမှအเจ้าသူချင်းချင်းရန်ဖြစ်တယ်ဆိုတဲ့ကိစ္စလေးကြောက်လည်းတွေ့ရတဲ့ပုံမှာတော်တော်လုံနေတယ်မှာပါတယ်เนาะအဲ့တင်တဲ့ဟာရော ောက်တစ်ခုရိုက်တဲ့ကလေးမှလည်းတော်တော်ရိုင်းလာမယ်။ကျမရှိပါဖြစ်စီပါကျမတပည့်ဖြစ်ကြည့်ပါလား။ကျမတို့တပည့်ဆိုအဲ့မျိုးဖြစ်ကုန်မဖြစ်တာ။ဖြစ်ကုန်မဖြစ်အာမခံတယ်။အဲ့မျိုးဖြစ်ရင်လည်းကျမတို့ကမရအောင်။နော်။ကိုသားသမီးသာဖြစ်ကြည့်ကျမကတခါတည်းဥစားအော်တမီးခေတော်ကကျမပြောကျမတာခေတော်ပြောနင်ခံလာကြီးနင်လုံမှာလို့ပြောတာကျမလက်ထက်ကတော့လွတ်သွားတဲ့အချိန်ပေါ့နော်နောက်ဆိုသူကဟိုပြောမယ်နူးညံ့တဲ့လူကြီးဆိုတာလေအဲ့လိုနိုင်စားတော့လုံးဝလက်မခံနိုင်ဘူး နော်အဲ့ထိထိရောက်ရောက်အေးအေးယူပြီးတော့ကျမတို့ကတော့ဥစ္စာဖြစ်ချင်တယ်။ကြောင်းထုတ်တာမထုတ်တာထက်လေအသက်ပြည့်ရမပြည့်ရဥစ္စာမပြောနဲ့။ကိုထိန်းလာတဲ့ကိုတင်ကြားခဲ့တဲ့ကလေးဆိုအမျိုးလုံးဝမရှိခဲ့။နော်အနှစ်20လောက်ပေါ့နော်ထိန်းကြောင်းလာတဲ့ကလေးတွေ။မြောင်းမြားကတောင်းသူလေးကိစ္စကြည့်ပြီးတော့လေအသားတွေဇက်ဇက်တော့တယ်ဗျာ။ဟမ်စဉ်းစားကြည့်တယ် ီကလေးတွေကလေးတွေနော်ကလေးတွေအရွယ်ဒီကလေးတွေအရွယ်မှာကြီးစားအုပ်စုဖွဲ့ပြီးအနံကျင်းကြဒီအောင်အခုပြန်ကြားတယ်ပြန်ပြီးကြတော့အလုတ်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လုတ်တဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့။မပြောတော့ငါတို့ကတာသမီချင်းကိုချင်းစာပါတယ်။ဒါပေမဲ့ကလေးဆိုတာမှတ်လောက်သားအောင်လုတ်ပေးရတယ်။သိလားမလဲ။တဘောကမှင်နေတားပြီးတော့တစ်နှစ်နားတန်လာတယ် ာသမီးချင်းကိုချင်းစာလို့မဟုတ်ဘူးနော်တာသမီးချင်းကိုချင်းစာလို့ပြောတာဒီအရွယ်ထဲမှာဒီလောက်ဖြစ်နေတဲ့ဒီကလေးတွေကိုဒီလိုမှမဆုံးမလို့ရှင်နေမိမတွေခေါင်းကိုနင်းသွားမှာဆရာမတွေခေါင်းကိုနင်းသွားမှာသိလားနော်စဉ်းစားကြည့်လဲဟိုကလေးဘယ်လောက်တော့တနာမကောင်းတယ်ကြက်မိမတွေရဲ့နေရာစဉ်းစားကြည့်လဲဒီကလေးရဲ့မိမတွေဘယ်လောက်တောင်ရှင်းလာလိုက်မလဲဒီကလေးလေးကိုစဉ်းစားကြည့်ဘယ်လောက်တောင်ရှင်းလာလိုက်မလဲနော်နေစဉ်းစားကြည့်နောက်ပြောတင်တာအဲ့ဗီဒီယိုကိုကြည့်တဲ့အချိန်မှာနင်တို့တခြားကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကို လာလာကြတယ်လာတဲ့လူတွေလူကြီးတွေရှိကြတယ်လူကြီးတွေဆိုတော့တို့ပါဟိုတောင်ရှိတဲ့လူပြောတာမဟုတ်ဘူးလမ်းတော်လမ်းလာနေရှိကြတယ်ဆိုင်ကန်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီခလေးမလေးတွေကိုတို့အော်လို့မရဘူးလားဟဲ့ငါပြောချင်တာတို့အော်လို့မရဘူးလားအော်ဒါလူကြီးတယောက်ကလည်းမဟဲ့နေတော့ဘာဖြစ်တာလဲဒီလိုအော်ဒါလုပ်ချင်ဘာပဲပြောပြောဒီခလေးမလေးဒီလောက်ဒီမခံရဘူးလူပေါင်းလာတာနော်ငါလူမိပါလေး ငါလိုမိဘဆိုရင်ဒီဒီလိုအနိုင်သူများကို အနိုင်ကျင့်မှာဟာလဲငါတို့ကလက်မခံဘူးနော်ငါသားသမီးကို လာပြီးအနိုင်ကျင့်ရင်လည်းငြိမ်းမခံဘူးဟုတ်လားဒါပေမဲ့ဒီခလေးအုပ်စုဝိုင်းပြီးလုပ်တဲ့ဗီဒီယိုတောင်ရိုက်ပြီးတင်ရတဲ့ဆိုတော့နည်းနည်းနည်းတော့စကေးမဟုတ်ဘူးနော်စဉ်းစားကြည့်ဒီခလေးတွေကိုကြည့်လိုက်နည်းနည်းနည်းတော့စကေးမဟုတ်ဘူးအဲ့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြမာနေတဲ့တာဝန်ရှိသူတွေက ပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာလေဖြည့်တရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါတဲ့မှာဟိုကြောက်တက်တဲ့ကလေးလုတ်ဟိုငြိမ်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလို အုပ်စုကလေးအုပ်စုကတတ်တက်ကိုရှိတာသိလားမလားမှတ်လောက်သားလောက်အောင်လုတ်ပေးရမှာမှတ်လောက်သားလောက်အောင်လုတ်ပေးရမှာအခုကတော့ကလေးကတကယ်ခံရတဲ့ကလေးကကြောင်ပြောင်းပြီးတော့ လောက်တဲ့ကလေးကကြောင်းတက်နေတယ်ဆိုတော့အရက်ကတို့ကြီးကြားကြကြားလို့မှကောင်းလေရလားစဉ်းစားတာကြည့်ကြအောင်နော်ကြည့်စဉ်းစားတာကြည့်ကြအောင်နော်အဲ့ကလေးမိပါလေလဲဆုံးမပါကိုသားသမီးတွေဆုံးမမယိုင်းနေတာကိုဆုံးမသိလားမပြောချင်ဘူးနော်ဒီကောင်းနဲ့ကျွန်တော်ပြန်ပြောချင်ပါတယ်ကျွန်တော်ကလည်းမဟုတ်မခံကောင်းဆိုတော့နည်းနည်းတော့ဟိုခင်ဗျားမြေလုံးနဲ့မြေလုံးစပုံမွေးစူးရင်လည်းစူးရမယ်အဲ့ဒီတော့ခွင့်လို့ပြပါဗျာတောင်းရမှာလား အခုမြောင်းမြအကြောင်းစုလေးတွေကိစ္စကျွန်တော်လည်းပြောခြင်းတယ်ပြီးခဲ့တဲ့နှစ်ကပဲဖြစ်တဲ့ပြဿနာဒီနှစ်မှလာပေါ်တာဆိုတော့ကောမန်တွေမှာကျွန်တော်လိုက်ဖက်တယ်ကြီးကတော်တော်များများဘာပြောရလဲဒီအကြောင်းဆရာမတွေအတမ်းမဆရာမတွေဆရာဆရာမတွေတာဝန်မယူလားတာဝန်မယူလားပြောခင်ဗျားတို့ကျွန်တော်ပြောပြပါအောင်မယ်အဲ့အကြောင်းဆရာဆရာအုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့မိန်းကလေးငယ်ကိုခရိုင်ပညာရေးမှုယုံကမိဘမပါပဲတကားပိတ်စစ်စစ် မြောင်မြအထက်က6မှာအုပ်စုဖွဲ့အနိုင်ကျင့်ပါရိုက်ခံခဲ့ရတဲ့မင်းကလေးငယ်ကိုခရိုင်ပညာရေးမှူးရုံးကမိဘမပါပဲအခန်းတကားပိတ်ပြီးတနာယီကြောကြာစစ်ဆေးမြင်းမြန်းခဲ့တယ်လို့သိရပါဗျ။လူပုံအလဲရိုက်နဲ့ခံခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့်ညဘက်အိတ်မပြောပဲစေကူတာမှုခံယူနေရတဲ့ကလေးငယ်ကိုယခုကဲတိုးစစ်ဆေးမှုကစိတ်ဒဏ်ရာကိုပိုပြီးဆိုးစေတယ်လို့လိုက်လံကူညီနေတဲ့သတင်းထောက်ဟောင်းတအူးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါဗျ။ စစ်ကောင်စီရဲ့အေယာဝတီတိုင်းလူမှုရေးဝန်ကြီးမှကျူးလွန်ခံရသူ မင်းကလေးကိုစစ်ဆေးမင်းမြန်းရန်လာရောက်ချိန်မှသာမိဘလက်ထဲပြန်ထည့်ခဲ့တယ်လို့သိရပါဗျ။ရိုက်နှက်ခံရတဲ့မင်းကလေးငယ်ဟာကြောင်းမတက်ရဲပဲရှိနေခဲ့ပြီးရိုက်နှက်ခဲ့သူများကကြောင်းတက်ရောက်နေစေဖြစ်ပါတယ်။ရိုက်နှက်ခဲ့သူများကိုကြောင်းပြောင်းပေးဖို့နဲ့ရုတ်တန့်ရိုက်ကူးသူအပါအဝင်ကျူးလွန်ခဲ့သူတွေကလူသိရှင်ကြားပြန်လည်တောင်းပန်ဖို့အချက်နှစ်ချက်ပဲတောင်းဆိုထားပေမဲ့မြောင်းမြမြို့နယ်ပညာရေးမှူးနဲ့ကျောင်းအုပ်ကြီးကသဘောမတူခဲ့ဘူးလို့သိရပါတယ်။ မြောင်မြပညာရေးမှုနဲ့အထက်က6เจ้าဆရာမကြီးဆရာမများမှကျူးလွန်စော်ကားခဲ့သောเจ้าသူနှုတ်ကိုသာခေါ်ဆောင်လာခဲ့ပြီးအနိုင်ကျင့်ခံရသူเจ้าသူအိမ်တို့တွားရောက်တောင်းပန်ခိုင်းရာတွင်ရုတ်တံမှတ်တမ်းတင်မီကိုလက်မခံနိုင်ဟုဆိုကာပြန်ထွက်သွားခဲ့ကြတယ်လို့သိရပါတယ်။အဲ့ကလေးတွေမွေးထားတာဟုတ်။နော်ဆာဒီကလေးတွေမွေးထားတဲ့မိဘတွေသာဒီအကြီးကဖြစ်တယ်နော်။ဆရာလေးတယောက်တင်ထားတဲ့ဒီဆရာလေးကကျွန်တော်နဲ့ကျွန်တော်နဲ့အပြီးပါရင်းနေတယ်။ဘာပြောလဲဆိုတော့ ်ကျွန်တော်ဘုရားဗာမြန်မာလူမျိုးတွေပြောနေကြတဲ့အခါတိုင်းပဲလက်ဦးစရာမိချိုက်စွာ မာတာပိတာမိနေပါမှန်တယ်မှန်တယ်ကြောင်းထဲမှာဖြစ်တဲ့ပြဿနာဆရာဆရာမကြီးတာဝန်ယူပြီးမှာဟောဗျလမ်းမဖြစ်တဲ့ပြဿနာတော့ခင်ဗျာဘသူကတာဝန်ယူပြီးမှာလဲဇိရိုက်ဆိုတာဗီဇဆိုတာအရေးကုန်ခွာရမမပြောက်တဲ့ပြဿနာမျိုးခင်ဗျားတို့ကအခုအဆရာဆရာမတာဝန်ယူခိုင်းတယ်ဆရာဆရာကဆရာဆရာမတွေမှာဘာတာဝန်မှမရှိဘူး ိုက်ဆောက်ဘာမှမဟုတ်တဲ့ online ကိစ္စရင်စပြက်တာဖြစ်တယ်ဆိုတော့ပိုင်းခံရတယ်ကျွန်တော်အမြင်ကိုပြောပြမှာပိုင်းခံရတဲ့ခလေးမလေးကသူ့ရဲ့အတင်းကိုပြောလို့ဆိုပြီးတော့သူ့ရဲ့ social media ပေါ်တင်လိုက်တယ်အကျော်တိရလောက်တော့တက်တော့ပေါ့တက်တော့ကောင်းမှတင်လိုက်တယ်ဟိုအဆုံးကိုရောက်သွားတယ်အဲ့ဒါကိုပြန်တောင်းမှခိုင်းတယ်ပိုင်းရတဲ့ကောင်မလေးကပိုင်းရတဲ့ကောင်မလေးနေအဲ့ဒီ post တွေနေငါ့ကိုပြန်တောင်းမှဆိုတော့ ဟိုအောက်ဆုံးကိုရောက်သွားပြီတဲ့ငါနေ့ဘလို့ပြန်တောင်းဝင်ပေးရမလဲ screen blue shop ဘလို့ screen shop ဘလို့ရိုက်ပေးရမလဲဟိုအဲဘာစီရိုက်ခံရတဲ့လူတို့ကတော့နင့်လာတယ်အဲ့ဒီတွေ့ရိုက်တဲ့လူရဲ့သမီးရိုက်တဲ့သမီးလေးတွေရဲ့အဖေတွေကလေနော်ရိုက်တဲ့သမီးတွေအစလုံးရဲ့အဖေကိုကျွန်တော်သိတယ်နော်မြောင်းမြမှာကျွန်တော်ရဲ့မိသားစုဆွေမျိုးမခင်တွေအများကြီးရှိတယ်အဲကျွန်တော်စုံစမ်းပြရဘယ်သူလဲဆိုတာကျွန်တော်သိတယ်အဲ့တော့အဲ့ကလေးတွေရဲ့မိဘတွေတာဝန်ယူပြီးဖြည့်ရှင်းပေးပါနော် ဆရာဆရာမတွေဆွဲမထိုင်နဲ့မင်းတို့ကိုယ်တိုင်လမ်းဘေးဆိုင်ဆန်လို့အဲ့လိုကလေးတွေကလမ်းဘေးဆိုင်ဆန်ဆန်ဖြစ်လာတာဟဲ့ရောင်လေးငါနဲ့မတင်ဆုံးဘူးနော်ငါ့ကိုမြင်မင်းတို့သိတယ်မင်းတို့ဘာကောင်လဲဆိုတာလည်းမင်းတို့သိတယ်အဲ့တော့ဆရာဆရာမတွေကိုဆွဲမထိုင်နဲ့မင်းတို့သမီးတွေလှုပ်တဲ့ပြဿနာမင်းတို့ဖြေရှင်းမရှင်းရင်ငါမြောင်းလျောက်ဆင်းလာခဲ့မယ်ငါအဲ့ဒါပဲပြောချင်တယ်ရိုက်ခိုင်တဲ့ကလေးသမားတွေကအရင်နင့်လာတယ်နော် အဓိကဆိုရှယ်မီဒီယာကိစ္စပဲတော်တော်မင်းတို့ရှင်မင်းတို့ရှင် ဟုတ်ပြီလားဒီပိုင်းចောင်းလေးရွယ်ကလေးလေးတွေပေါ့နော်ဟိုကမြင်မြင်နေရတယ်အုပ်စုဖွဲ့ပြီးတော့ဒီရံဖြစ်ကြတာပေါ့နော်ရံဖြစ်တယ်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာမျိုးလေးတွေဖြစ်တယ်ပေါ့နော်တစ်ဖက်ကတယောက်တည်းအဲသူတို့ကအုပ်စုဖွဲ့ပြီးတော့ပေါ့နော်ဝိုင်းပြီးတော့အနိုင်ကျင့်တယ်ဝိုင်းပြီးထိုးလာကြိတ်လာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဖြစ်တဲ့ပုံမှာဒါယောက်ျားလေးဗီဒီယိုလေးတွေ့တယ်လို့ main ကလေးဗီဒီယိုလေးလည်းတွေ့တယ်ပေါ့နော်အခုလက်တက်လောမှာတော့များများမှာဖြစ်သွားတယ်မင်းကလေးဗီဒီယိုကတော့တအားကိုလူတိများပြီးတော့လူကြည့်များနေတယ်ပေါ့နော် အဲ့ဒီအပေါ်မှာပေါ့နော်လက်ထုတ်တွေကဒါပြောကြတယ်ပေါ့နော်ဒါအဲကြောင်းကဆရာဆရာမတွေရဲ့တုံတင်ဆုံးမမှုရဲ့နဲ့လို့ရောချလို့ပေါ့နော်ဆရာဆရာမတွေနဲ့ဆိုင်နေအဲ့လိုမျိုးတွေပြောကြတယ်အဲ့ညံမှာဝန်မကလေးဝန်ကအတွေ့ပြောတာနော်ဒါသူများအတွေ့နဲ့တူတင်လဲတူမယ်မတူတင်လဲမတူနိုင်ဘူးပေါ့နော်ဒါကတော့သူတွေ့နဲ့သူကိုတွေ့နဲ့သူကိုပဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာပေါ့နော်ဒါကြောင်းကဆရာဆရာမအိမ်နေပဲဒါရန်တုံးပြည်ဆိုင်နေလုံးဝကတော့မမြင်ဘူးဘာလို့မမြင်တာလဲဆိုတော့မိဘရဲ့နေဆိုင်နေလုံးဝအမြင်နေဘာလို့လဲဆိုတော့ ဒီသားသမီးတွေရဲ့အသွင်သင်ဆုံးမမှုသားသမီးတွေရဲ့ကောင်းခြင်းဆိုခြင်းပါမိဘတွေနဲ့ဆိုဆိုင်နေတချို့မိဘတွေကြတော့အာငါသားသမီးတွေចောင်းသွားနေရပဲចောင်းပြန်နေရပဲចောင်းမှာသူတို့ဆရာမတွေទွန်လိုက်ទွန်သင်လိုက်မယ်သူတို့ဆရာမတွေဆုံးမလိုက်မယ်ငါတို့ဆုံးမကြမလို့ငါတို့လည်းမအား